ဂါဇာကိုအလုံးစုံသိမ်းမှုအပါအဝင်စစ်ရေးတွေချက်ဖြင့်မှုအစ္စရေးအစိုးရဖွဲ့သဘောတူလိုက်ပြီးဖြစ်ပါတယ်။ဂါဇာကမ်းမြောင်းကိုသိမ်းမှုအစီအစဉ်ပါဝင်ဟာမတ်စ်ပျောက်ကြားတွေကိုတိုက်ခိုက်မယ်စစ်စင်ရေးစစ်စင်တွေချက်ဖြင့်မှုအစ္စရေးအစိုးရဖွဲ့ကညှိနှိုင်းသဘောတူထားပြီးဖြစ်တယ်လို့အစိုးရရရှိတွေကပြောပါတယ်။2023နှစ်ကုန်ပိုင်းမှာ Hamas တွေကအစ္စရေးတောင်ပိုင်းနယ်မြေတွေကိုနယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခြင်းကလေးကစစ်ကာလအတွက်ပြောင်းလဲဖွဲ့စည်းခဲ့တဲ့ Israel လုံခြုံရေးအစိုးရဖွဲ့ရဲ့ဆွေးနွေးမှုတွင် ဂါဇာမှာဆစ်စင်ရတဲ့လက်ရှိထက်ချက်ပြင်ဖို့ဂါဇာကိုအစ္စရေလအောက်မှာထိန်းချုပ်သိမ်းယူထားဖို့သဘောတူကြောင်းဆိုပါတယ်။အစ္စရေလဂျီယိုနီတာညာဟုကဂါဇာကိုသိမ်းမယ်ဆိုတဲ့ကိစ္စကိုတိုက်ရိုက်မှတ်ချက်မပေးပေမဲ့ဟာမတ်စ်တွေကိုဖျက်ဆီးပစ်ဖို့ပြီးတော့ဟာမတ်စ်တွေဖမ်းထားတဲ့အစ္စရေလတစားကနေကဲထုတ်ဖို့အတွက်အင်အားသုံးဆစ်စင်ရမယ်ဆိုတာကိုအစိုးရဖွဲ့စည်းမှုမှာသဘောတူခဲ့ပြီးသားလို့ဆိုပါတယ်။ အစ္စရေးရဲ့အစ်စစ်စင်ရေးတွေကြောင့်ဂါဇာလူကြီးနှစ်တန်းကျော်ဟာရွှေ့ပြောင်းရမယ့်အခြေအနေရှိနေပြီလို့ဆိုပါတယ်။ဒါအပြင်အစ္စရေးတပ်တွေဟာဂါဇာကိုခဏတစ်ဖြုတ်ဝင်တိုက်ပြီး ပြန်ထွက်လာတာမျိုးမဟုတ်မှာတော့သိကြတယ်လို့ဆိုပါတယ်။အစ္စရေးစုရကဂါဇာမှာထောက်ပံ့ရေးပစ္စည်းတွေဖြတ်ဝေမှုကိုပုဂ္ဂလိကကုမ္ပဏီတွေကနေတဆင်း လှုပ်ဆောင်သင့်တယ်ဆိုတဲ့အချက်ကိုလည်းဆွေးနွေးသဘောတူခဲ့ပါတယ်။အစ္စရေးရဲ့နှလားတာပိတ်ဆို့မှုကြောင့်ဂါဇာပြည်သူတွေဟာအချက်အသေးသေးကြားရောက်နေကြောင်းကုလသမဂ္ဂကဝေဖန်ပြီးတဲ့နောက်မှာတော့အစ္စရေးအစိုးရကအခုကိစ္စကိုအဆိုပြုလာတာဖြစ်ပါလေ။ ဒါပေမဲ့ကုလသမဂ္ဂနဲ့တခြားထောက်ပံ့ရေးအေဂျင်စီတွေက အစ္စရေးဆိုပြချက်ဟာလူသားချင်းစာနာမှုဆိုင်ရာအခြေခံလုံထုံးလုံးကြီးတွေကိုချိုးဖောက်ရကြနေပြီးပူးပေါင်းမှာမဟုတ်ဘူးလို့ပြောပါတယ်။ဟာမတ်ဘက်ကအရာရှိတူကတော့အစ္စရေးလုံနေသမျှဟာချင်းချောက်ဖိအားပေးအကြက်ကင်မှုတွေပဲလို့ဆိုပါတယ်။အစ္စရေးရဲ့အမားကန်မဟာမိတ်အမေရိကန်သမ္မတထရန့်ကတော့အစ္စရေးရဲ့ဂါဇာထိုးစစ်ပုံမှုချဲ့တွေမဲ့ကိစ္စနဲ့ပတ်သက်ပြီး ဓာတ်ရိုက်မှတ်ချက်မပေးပေမဲ့ဂါဇာကပါလက်စတိုင်းပြည်သူတွေစီရိတ်ခါထောက်ပံ့ပို့ဆောင်မှုတွေဆက်လုပ်သွားမယ်လို့ပဲပြောပါတယ်။ပြည်တွင်းဆိုရဂါဇာမှာအစ္စရေးစစ်စင်ရေးတွေချဲ့ထွင်မဲ့ကိစ္စလုံးဝမထောက်ခံဘူးလို့တီလင်းပြောထားပြီးဥရောပသမဂ္ဂ EU ကတော့အခြေအနေကိုထင်းထင်းသိမ်းသိမ်းလုံဆောင်စေလိုကြောင်းကြေညာထားပါတယ်။ ါလက်စတိုင်းပြည်သူတွေအတွက်နောက်ထပ်ထိခိုက်နာကျင်မှုတွေတေဂျီပျက်စီးမှုတွေလုံးဝမကြုံစည်သင့်တော့ဘူးလို့ဆိုပါတယ်။အစ္စရေးလုံခြုံရေးအဖွဲ့ဟာမေလီရဲ့နေကတွေ့ဆုံခဲ့ပြီးတော့ဂါဇာနဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ကိုကြေညာခဲ့တာဖြစ်ပါတယ်။ အစ္စရေးနဲ့ဟာမတ်စ်တို့ဟာနှစ်လကြာပြစ်ခတ်ရဆဲပြီးမဲ့တပ်တန်းတို့ဘုညိနိုင်မှုတွေမအောင်မြင်တဲ့နောက်အစ္စရေးရဲ့ထိုးစစ်တွေပြန်ဆားခဲ့တာဖြစ်ပါတယ်။နယ်မြေသိပ်ပတ်ရေးကိုအစ္စရေးဘက်ကအခုလိုမျိုးအတိအလင်းကျင်ညာလို့ဂါဇာပြစ်ခတ်ရဆဲရေးဆွေးနွေးပွဲဟာဘာအဓိပ္ပာယ်မှမရှိတော့ဘူးလို့ဟာမတ်စ်တို့ကပြောပါတယ်။ကျွန်တော်တို့ဟာအစ္စရေးနဲ့ပြစ်ခတ်ရဆဲရေးဆွေးနွေးပွဲတွေကိုစိတ်ဝင်စားတော့ပါဘူး။ ဂါဇာကမ်းမြောင်ပေါ်ငတ်မုတ်ခေါင်ပေါင်းမှုစစ်ပွဲကိုအစ္စရေးရက်တက်မှုနိုင်ငံတကာအသိုင်းအဝိုင်းကိုပဲတိုက်တွန်းကြောင်းဟာမတ်ကြီးတဲ့ညာရှိတွေကပြောပါလေ။ဂါဇာမှာငတ်မုတ်ခေါင်ပေါင်းမှုစစ်ပွဲနဲ့တုတ်တင်ရှင်လေးစစ်ပွဲတွေဆက်ရှိနေတဲ့ဆွေးနွေးပွဲဟာအိပ်ပဲမရှိတော့ဘူးလို့ဟာမတ်ဖွဲ့ကပြောရေးဆိုခွင့်ရှိသူကဆိုပါလေ။ဒါအပြင်ဂါဇာကိစ္စအဆုံးသတ်ဖို့အစ္စရေးဝန်ကြီးချုပ်ဦးစွန်နဲ့ဆိုရအောင်ကဘာကဖိအားပေးရမယ်လို့ဟာမတ်ဖွဲ့ကပြောပါရီ ဂါဇာမှာစစ်စင်ရေးတိုးချက်ပြီးပါလက်စတိုင်းလူဦးရေအများစုကိုကိုမဲ့အိမ်မဲ့ဖြစ်စေမယ်လို့အစ္စရေးကကြုံမှာပြီးတရားကြမှာပဲဟာမတ်စ်နိုင်ငံရဲ့ဦးဆောင်ပေါ်လစ်ဘရိုဖွဲ့ဝင်လည်းဖြစ်ဂါဇာကျမ်းမာရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့မစ္စတာနမ်ကအဲ့ဒီလိုပြောကြားခဲ့တာပါဂါဇာကမ်းမြောင်ကိုသိမ်းပိုက်ရင်းနဲ့နေမြေထင်းချုပ်ရေးတို့ပါဝင်တဲ့စစ်စင်ရေးတိုးချက်မှုကိုလည်းအစ္စရေးကတည်ပြုလိုက်ပြီးဖြစ်ပါတယ်လက်ရှိမှာတော့နှစ်ဖက်တင်မာမှုတွေဟာ အမြင့်တက်ဆုံးအခြေအနေမှာရှိနေပြီလို့သိရပါတယ်